ဘယ်လာရုစ်တမ်ရာနိုင်ငံမင်းစ်မျိုးတို့နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းဟာမလ9ရက်နေ့ဒေသစံတော်ချိန်မွန်လွဲပိုင်းမှာဘယ်လာရုစ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌမစ္စတာအီဂိုပက်ထိုဗစ်စတဂရင်းရီကိုနဲ့မင်းစ်မျိုးရှိအမျိုးသားလွှတ်တော်မှာတွေ့ဆုံဆွေးနွေးပါတယ်။ ဥစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အားဘယ်လာရုစ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကကြိုဆိုနှုတ်ဆက်ပါတယ်အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကလွှတ်တော်ဧည့်သည်တော်မှတ်တမ်းစာအုပ်မှာမှတ်တမ်းတင်လက်မှတ်ရေးထိုးပါတယ်။ အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာအမျိုးသားလွှတ်တော်အတွင်းလှည့်လည်ကြည့်ရှုလေ့လာရာဘယ်လာရုစ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလိုက်လံရှင်းလင်းပြသပါရယ်။ အဲဒီနောက်အစည်းအဝေးခန်းမမှာတွေ့ဆုံပြီးနှစ်နိုင်ငံလွှတ်တော်များအကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဥပဒေပြူရေးဆိုင်ရာကိစ္စရပ်များမှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများဘယ်လာရုစ်နိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာမြန်မာနိုင်ငံမှကိုယ်စားလှယ်အဖွဲ့များလာရောက်လေ့လာခဲ့မှုနဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပချိန်မှာဘယ်လာရုစ်နိုင်ငံမှာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ေလွတ်သွားမယ့်အခြေအနေများနှစ်နိုင်ငံလွတ်တော်နှစ်ရက်အကြာချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပတ်သက်ပြီးရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။